တရုတ်ဖီအားကြောင့်ကိုကန်းတို့လာရှုကပြန်လဲစုတ်ခွာခဲ့ရပေမဲ့ကြည်လင်မှုမရှိသလိုသူ့ရဲ့တပ်ဖွဲ့အတွင်းနဲ့လူလူကြားမှာစစ်တပ်ရေးရမြင့်တင်မှုတွေပြုလုပ်တာတွေ့ရပါတယ်။ရှမ်းမြောက်နဲ့လာရှုကိုသိမ်းပိုက်တဲ့နေရာမှာတပ်ဖွဲ့ဝင်များစွာရဲ့အသက်နဲ့ကိုလက်အင်ကာတွေဆွတ်လုခဲ့ရသလိုလူလူရဲ့အိုးအိမ်တွေလည်းပျက်စီးဆုံးရှုံးခဲ့ရပါတယ်။ဒီအချိန်နေအောက်မှာလာရှုကိုစစ်တပ်လက်ထက်ပြန်ထည့်ပေးလိုက်ရတာက MNDAA ကိုကန်အတွက်အရှက်ရစရာဖြစ်ခဲ့ပါတယ်။ MNDAA အနေနဲ့လာရှိုးကနေစုတ်ခွာဖို့ပြင်ဆင်ချိန်မှာဘလို့သဘောတူညီချက်မှမရဘဲစုတ်ခွာလိုက်ရလို့ကိုကန့်ခေါင်းဆောင်ပိုင်းမချေမလဲဖြစ်တယ်လို့သိရပါတယ်။ဘာကြောင့်လဲဆိုတော့ကိုကန့်အထုဒေတာတင့်နဲ့ခရိုင်လေးကိုကိုစစ်ကောင်စီကအတိအမှန်မပြုတ်လို့ MNDAA ရဲ့တရားဝင်မှုအဆင့်အတန်းဟာမရေရာသေးဘူးလို့ဆိုရပါမယ်။ကိုကန့်ဟာ1986မှာဘကပကအစောဆုံးခွဲထွက်ပြီး မြန်မာစစ်တပ်နဲ့ငြိမ်းချမ်းရေးယူခဲ့ပေမဲ့2009မှာစစ်တပ်ရဲ့တိုက်ခိုက်မှုကြောင့်ကိုကန့်ဒေသကနေမောင်းထုတ်ခံရပါတယ်။ဒါကြောင့်စစ်တပ်ကိုသူတပွဲတဲအားနဲ့ရင်ဆိုင်ဖို့မဖြစ်နိုင်လို့ AA ရခိုင် TNLA တန်းတိုးနဲ့ပူးပေါင်းပြီးမြောက်ပိုင်းညီနောင်၃ဘွဲ့အားကိုယူခဲ့ပါတယ်။2021စစ်အာဏာသိမ်းပြီးတဲ့နောက်ပြည်မຫນွေဦးတော်လိုင်းအင် အားစုတွေအားကိုပါစုစည်းပါတယ်။ MNDA အခုကြုံတွေ့နေရတဲ့ပြဿနာက စစ်တပ်ကိုမယုံကြည်သလိုပြုတ်ရဲ့အာမခံမှုဟာဘယ်အချိန်အထိစိတ်ချရမလဲဆိုတာလည်းမသေးကြပါဘူး MNDAA အနေနဲ့လက်ရှိသူတို့ထိန်းချုပ်ထားတဲ့ဒေတာဟာမူလကိုကန့်ဒေတာထက်အများကြီးကျယ်ပြန့်နေလို့အရားဝင် အသိအမှတ်ပြုတ်ပြီးစီရေးအာမခံချက်ရှိမယ်ဆိုရင် လာရှုပ်ကိုပြန်ပေးလိုက်ရတာကသူတို့အတွက်အပန်းမကြီးပါဘူးနေဆက်ကုံသွေးကြီးကလည်းအကျိုးအမြတ်တစုံတရာရရှိမှာဖြစ်လို့ ဒေတာတိဆောက်ရေးကိုကောင်းကောင်းအားစိုက်လုပ်လို့ရပါပြီ။ MNDAA အတွက်နေမြေတွေထပ်သိမ်းလဲအုတ်ချုပ်ရေးထူထောင်ဖို့မလွဲကူပါဘူး။တရုတ်ပြည်အားတွေကြောင့်စုခွာရတာမှန်ကန်ပေမဲ့လာရှုကိစ္စနဲ့ပတ်သက်ပြီး MNDAA ခေါင်းဆောင်ဘိုင်းကသဘောထားထုတ်ပြန်တာအခြေအနေရှင်းပြတာမရှိလို့ MNDAA ကိုຫນွေဦးတော်လိုင်းအင်အားစုတွေနဲ့ပြည်မလူတို့ရဲ့ထောက်ခံမှုတွေကြဆင်းတာတွေ့ရပါတယ်။ ီအခြေအနေတွေက MNDA အတွက်မကောင်းတာကြောင့်နိုင်ငံရေးအရရုံးထွက်ဖို့ကြိုးစားလိမ့်မယ်လို့သုံးသပ်မိပါတယ်။ဒါမှမဟုတ်ရင်တစ်တုံညနှစ်ခုဆစ်စင်ရေးအစကစစ်အာဏာရှင်ကိုအပြုတ်တိုက်မယ်လို့ကြွေးကြော်ခဲ့တဲ့ MNDA ကို ပြန်လည်မြင်တွေ့ဖို့မဖြစ်နိုင်တော့ပါဘူး။လာရှိုးမှာရှမ်းမြောက်တစ်ခုလုံးကွက်ခဲ့ရတဲ့ စစ်ကောင်စီရဲ့အရှိမြောက်တိုင်းစစ်ဌာနချုပ်ရှိနေလို့စစ်ရေးအရအရေးပါပါတယ်။ဒါပေမဲ့ရှမ်းမြောက်တစ်ခုလုံးကိုတော်လိုင်းတပ်ဖွဲ့တွေသိမ်းပိုက်လိုက်ချိန်မှာတော့ရမခဟာစစ်တပ်ထိန်းချုပ်တဲ့နေရာတွေတဲကအစွန်ဖျားတစ်ခုသာဖြစ်သွားပြီးစစ်ရေးအရအရေးမပါတော့ပါဘူး။အခုလဲလာရှုမှာရမခတိုင်းစစ်ဌာနချုပ်ပြန်လည်နေရာချထားဖို့မဖြစ်နိုင်တော့ပါဘူး။လက်ရှိရမခကိုတန်ရန်နာက အမတ်ရှိတံပတော်တမ်းမြင့်လေ့ကျင့်ရေးကြောင်းအခြေပြုပြီးမန်ကတ်မှာထားဖို့ပြင်ဆင်နေပါတယ်။တန်ရန်မန်ကတ်အခြေပြုရမခလက်အောက်မှာတန်ရန်ဗျူဟာမိုင်းရယ်ဗျူဟာအပြင်နန့်လန်အခြေပြုစကခတ်တိုင်ရင်သုံးရင်ပါဗျူဟာတောင်ခန်းအခြေပြုအမြောက်စကန်းကော့ကဲမှုဌာနချုပ်902နဲ့တောင်ခန်းအင်အားဖြင့်ခြေလျင်ချင်းမြန်တိုင်ရင်တွေရှိပါတယ်။နန့်လန်ဗျူဟာနဲ့တောင်ခန်းတပ်တွေဟာရမခနယ်မြေတွေကအခုဒဲသောပြန်လန်ထိုးစစ်ပါ လာရှိုးကိုပြန်လဲအခြေချတဲ့ဗျူဟာကလည်းတောင်ခမ်းဒေသကစစ်ရေးကို အထောက်အကူပြုနိုင်တာမရှိလို့မြမတပြည်လုံးမပြောနဲ့ရှမ်းမြောက်စစ်ရေးကိုတောင်တက်ရောက်မှုမရှိနိုင်ပဲလာရှိုးမျိုးလုံခြုံရေးထက်မပိုပါဘူးစဉ်းစားစရာရှိတာကရမခနေမြမှာကိုကန်နဲ့အပြည့်အထားလို့ပိုနေတဲ့တပ်တွေထုတ်နှုတ်ပြီးတခြားဒေသတွေကိုပို့နိုင်ခြင်းရှိမရှိ သုံးသပ်ကြည့်မယ်ဆိုရင်တန်ရမ်းမိုင်းရယ်မှာရဲ့သတင်းတွေဆိုသလိုစစ်အင်အားအများကြီးမရှိပါဘူးတန်ရမ်းမန်ကတ်က တကကရှစ်ကိုတင်နန်းလာတဲ့အင်အား400လောက်လစဉ်အစင်းတက်ရှိနေတာကိုအင်အားအများကြီးဖြစ်တင်းတယ်ဆိုပြီးထင်နေကြတာပါ။ဒါကြောင့်ရမခက အင်အားအနည်းငယ်သာထုတ်နိုင်ပြီး အခြားဒေသထက်နတ်လန်တောင်ခန်းကိုပဲအင်အားဖြစ်နိုင်မယ်လို့သုံးသပ်မိပါတယ်။လာရှိုးကိုစစ်တပ်ကပြန်ရသွားပေမဲ့စီးအရကြီးမားတဲ့ထိခိုက်မှုချင်းချောင်းမှုမရှိနိုင်ပါဘူး။ဒါအပြင် လာရှိုးပြောင်းဝင်လာတဲ့စစ်တပ်ဟာ စီရေးအစွမ်းအစပြပြီးဝင်လာတာမဟုတ်တလို့ရမခကလည်းစစ်ဦးကျိုးတဲ့တပ်ဖွဲ့ဖြစ်နေပါပြီလာရှိုးမျိုးကိုစစ်တပ်ပြန်ရသွားတာက စီရေးတက်ရောက်မှုမကြီးမားပေမဲ့နိုင်ငံရေးအရာတော်လိုင်းအင်အားစုတွေကြားနဲ့လူလူကြားတက်ရောက်မှုရှိပါတယ်လာရှိုးကို MNDAA တပ်ဖွဲ့တခုတည်းတိုက်ခဲ့တာမဟုတ်တလို့ MNDAA တပ်ဖွဲ့ဝင်တွေသာမက PDF PLA, BBLA စတဲ့ဝေဦးအင်အားစုတွေပါအသက်ပေးခဲ့ရတဲ့တိုက်ပွဲဖြစ်ပါတယ်။လာရှိုးကိုစစ်အုပ်စုလက်ထဲပြန်ထည့်လိုက်တာကတရုတ်တို့ကသူတို့အကျိုးစီးပွားအတွက်စစ်အာဏာရှင်စနစ်ဆန့်ကျင်တဲ့တော်လှန်ရေးရဲဘော်တွေသွေးနဲ့ရေးတဲ့သမိုင်းကိုခြင်နဲ့ဖျက်ဖို့ကြိုးစားတယ်လို့ຫນွေဦးအင်အားစုတွေကမှတ်ယူပါတယ်။တနည်းအားဖြင့်မြန်မာလူတို့ရဲ့တော်လှန်ရေးစိတ်ဓာတ်ကိုရိုက်ချိုးဖို့ကြိုးစားခြင်းပါ။မြန်မာအရေးကိုပြင်ပဆွတ်ဖက်မှုလက်မခံဘူးလို့အမဲပြောနေတဲ့တရုတ်ဟာ သူတို့ပဲဆွတ်ဖက်လို့လို့ပြောနေခြင်းဖြစ်ပါတယ်။တရုတ်တို့ဟာလာချိုကိစ္စသာမက NUG PDF အပါအဝင်ပြည်မဒေါ်လာရင်းအင်အားစုတွေနဲ့နိုင်ငံသားလက်နက်ကိုင်အင်အားစုတွေကြားညီညွတ်ရေးကိုဖြောင်းချကြဖြိုခွဲဖို့ကြိုးစားတာကိုလည်းတွေ့ရမှာပါ။ NUG PDF တွေတစားတဲ့တစားအင်အားကောင်းလာတာကိုစိုးရိမ်ပြီးစစ်ကောင်စီမပြိုလဲရေးအတွက် ကာကွယ်ပေးနေတာကိုလည်းလက်တွေ့မြင်ရပါတယ်။အယုတ်အစိုးရအနေနဲ့ စစ်ကောင်စီလိုဘက်ပေါင်းစုံအကြတဲတွေ့နေပြီးကိုအာနာတီမြဲရေးအတွက်အိုင်မီကိုလက်ညှိုးထိုးရောင်းစားဖို့ဝင်မလေးသူကိုကူညီနေတာဟာအယုတ်အတွက် ရုတ်သေးအစိုးရတရက်ဖန်တီးနေခြင်းသာဖြစ်ပါတယ်လာရှုကိစ္စမှာလိုပဲအယုတ်ဟာနောက်ထပ်လည်းရဲစရဲလှုပ်လာနိုင်ပွဲရှိတယ်လို့အများကရှုမြင်ပြီးသတိကြီးကြီးထားနေကြပါတယ်လာရှုဖြစ်စဉ်ဟာဒေါ်လာရင်းအင်အားစုတွေကိုစိတ်ရှုပ်ထွေးစေပေမဲ့တနင်္ဂနွေလုံးအတိုင်းအတာအရာ ဝေဦးအင်အားစုတွေစိတ်တက်ကြဆင်းတာမတွေ့ရပဲတပြီလုံးနဲ့လက်နက်ကင်တိုက်ပွဲအရှိန်အဟုန်တွေဆက်လက်မြင့်တက်နေတာကို တွေ့ရမှာဖြစ်ပါတယ်လက်တွေ့စစ်မြေပြင်အနှံ့အပြားမှာလဲစစ်ကောင်စီဘက်ကစစ်စခန်းတွေအသိမ်းခံရသူ့တပ်ဖွဲ့ဝင်တွေကြာဆုံးလက်နက်ချသူပုံများလာတာကို တွေ့မြင်ရမှာဖြစ်ပါတယ်လူထုနဲ့ပူပေါင်းရတော့လက်နက်ချမလားချိန်မုန်းခံမှာအနလန်းရှိတယ်ကြားတယ်လမ်းရွေး